ပိတ်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ခေါ်ကြီးပါအားလုံးပဲမင်္ဂလာပါဒီနေ့တက်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့2025မှာဖြန့်ရှိထားတဲ့အရန်ကောင်းတဲ့နိုင်ငံရေးဇာတ်ကားတစ်ခုဖြစ်တယ်လို့ Viber မင်းသားရဲ့ drama action တွေကိုကျွန်တော်တို့အတူတူကြည့်လိုက်အောင်ပါဇလိုင်းရဲ့အဆောက်အအုံကတော့ Wing Joe Cetra ဟာခင်အောင်ထင်မရဖြစ်ပြီးအရေးပေါ်စေယုံတင်ကားပါခေါ်လိုက်ရတဲ့အခြေအနေတစ်ဖြစ်သွားတာပါပေါင်ကူဒလာကရုတ်တရက်ပြိုကျပြီးစေယုံသွားမဲ့ဝင်းကြီးချုပ်ကိုတယ်ဆောင်လာတဲ့စေယုံကလည်းပေါင်ကူဒလာပေါ်မှာပြိမိနေရပါ ီလိုနဲ့ဝင်းကျုပ်ဆတ်ဒရာကိုထမ်းပြီးဆေးရုံကိုအမိလိုက်ပို့ကြပါရယ်ဆေးရုံမှာဝင်းကျုပ်ဆတ်ဒရာကိုဆေးရုံတင်ထားတဲ့အချိန်မှာမိသားစုဝင်တွေကဝင်းကျီကျုပ်နားစောင့်နေကြပါရယ်နှောင်းခုံဆက်ကရက်သွားပြီးဝင်းကျုပ်ထေသွားတဲ့အခါမှာတော့နောက်ဝင်းကျီကျုပ်နေရာကိုလှူကြပါရယ်ဒါပေမဲ့ရုတ်တရက်ဝင်းကျီကနှလုံးပြန်ခုန်လာပြီးတက်ပြန်ရှင်လာခဲ့ပါရယ်နောက်ရမှာတော့ဝင်းကျုပ်ကသူတို့ဘက်ဖြစ်သူဆာဗာကိုအရုပ်ကျူးလွန်ထားတဲ့အဖြစ်တွေအတိတ်ကနေပြီးအခုနောက်လိုက်လာနေပြီလို့သူတို့ဘက်ကိုပြောပါရယ်ဒါတွေအလုံးပြင်ဆင်ရမယ်ဆိုပြီးထပ်ပြောနေရပါ နောက်ကမှတော့ကိုကာကြောင်ရဲ့လူတွေဟာရဲရရှိဘရန်နန်ကိုယာရုတိုးလို့နေပြောင်းတော့ဘောနောက်ကနေလူလွတ်ပြီးရထားပေါ်မှာလိုက်ရှာခိုင်းပါတယ်ရထားကိုရခိုင်းလိုက်ကြပါတယ်ဘရန်နန်လည်းရထားပေါ်ကဆင်းလာပြီးဘာလို့ငါ့ကိုရန်ရှာချင်တာလဲရထားတစည်းလုံးကိုဘာလို့ရခိုင်းနေရလဲလို့ပြောပါတယ်ရထားမောင်းလိုက်သူကိုတော်တော့ဆိုပြီးရထားကိုလွတ်လိုက်ပါတယ်ဘရန်နန်လည်းပြဿနာလာရှာတဲ့ဂိုင်းအဖွဲသားတွေနဲ့အကုန်တတ်ခဲ့ပါတယ်ဘရန်နန်ကိုဘယ်သူမှမတတ်ခိုင်းနိုင်ပါဘူးအကုန်လုံးကိုရထားလမ်းပေါ်မှာပဲကျိုးနဲ့ချီထားလိုက်ပြီးသူတို့ရဲ့လူမိုက်ခေါင်းဆောင်ကိုဗီဒီယိုကောနဲ့ခေါ်ပြီးပြလိုက်ပါတယ် ရနယ်ကတော့နောက်တနအီအတွင်းမရောက်လာရင်ဒီလန်ကနေမြန်အထားကတနအီအတွင်းထွက်သွားတော့မှာဆိုပြီးပြောပါတယ်။ဘိုင်ယန်ကတော့မလာရင်ရောဘာလုပ်မလဲဆိုပြီးပြောလိုက်ပါတယ်။ရနယ်ကလည်းဘိုင်ယန်ရဲ့ညာလယ်ယုံချိုတူးကိုပြပြီးမင်းရဲ့အဆက်တရီနဲ့လှုပ်ရွှက်ချက်တွေကိုသူကအကုန်တီထားပြီးသားဆိုတော့သူကပြောမှပဲဆိုပြီးပြောလာပါတယ်။ဘိုင်ယန်လည်းရဟရင်နဲ့ချက်ချင်းရောက်လာပြီးယထာကလည်းလာနေပြီဖြစ်တာကြောင့်ချိုတူးကလည်းအငြင်းကက်ခိုင်းနေပါတယ်။ ရနေကတော့ငါစီးနေရဲ့ယထာတက်တော်ကြီးပြောလိုက်တော့ဘန်ယာကယဟိယင်ကိုယူသွားပါဆိုပြီးပြောလိုက်ပါတယ်။ရနေလည်းယဟိယင်ဘောတက်သွားပြီးယထာကလာတော့ယဟိယင်ဘောကနေဓာတ်နဲ့ခြေစားပဲကျိုးတွေကိုဖျက်ပေးလိုက်ပါတယ်။ဒီလိုနဲ့ရနေလည်းအင်ကိုရောက်လာတော့လူတန်းကတချင်းနေဖွင့်ပြီးရိုးရအတိုင်းကြိုးဆိုကြပါတယ်။ရနေအဖေကလည်းခရိုင်မှုဖြစ်တော့မှဟုတ်ဂုဏ်ယူနေတာပါ။ရနေတို့မိသားစုကချွေးမလိုချင်တာကြောင့်ရနေကိုလက်ထပ်ဖို့ပြောပေမဲ့လုံးဝစိတ်ဝင်စားခဲ့ပေါ့။အင်တာဗျူးကိုအကြောင်းမကြောက်ချင်မှုဆိုပြီးလက်ထွက်သွားပါတယ်။ ဝီယူချုပ်ကစီဝေးဗျူးလုပ်ပြီးအာနာတတန်တနစ်ကျန်တော့တဲ့အခုလိုတိုးတောင်းတဲ့ကာလမှာမတို့အတွက်သမိုင်းတွင်အောင်လုပ်ရမယ်မတရားမှုတွေလုံးဝမရှိစေရဘူးမင်းတို့အားလုံးလည်းအချံဖန်တွေလက်ပေးလက်ယူတွေချက်ချင်းရက်ကြပါဆိုပြီးပြောလိုက်ပါတယ်မိသားစုဝင်တွေကလည်းပပရတွေပြောနေပြီးဆရာဝန်သားများများခေါ်လိုက်တော့လို့ပြောနေကြပါတယ်ဝင်းကြီးချုပ်ကထပ်ပြီးဘသူ့ပုံမှထွန်းချက်မထားဘူးမင်းတို့ကိုချိုးအတွက်အာနာဖို့အလွဲသုံးစားမလုပ်နဲ့ဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့အစည်းအဝေးအတွင်းမှာညင်ပေါင်းမှုတွေဖြစ်ကုန်ကြပါတယ်ရန်နယ်ကရန်ယုံကိုရောက်လာပြီးဒီအိုအာဒီယို မြို့နယ်မှုတွေဘရန်နာရဲ့အခန်းထဲကိုချက်ချင်းစုခိုင်းလိုက်ပါတယ်။တရားမဝင်တဲ့တူးရဲ့နေရာကိုဝန်ကြီးကရောက်လာပြီးတော့တဲတူးနေရာတွေကိုချက်ချင်းရက်ခိုင်းလိုက်ပါတယ်။ဝန်ကြီးကတဲရဲဝင်လာပြီးငါဖေတာမသိသေးရင်ဝန်ကြီးချုပ်ဖြစ်မှာ။အဲ့မှာသူသိရင်ငါလည်းဝန်ကြီးချုပ်ဖြစ်မှာ။ခိုင်မှုရန်နယ်ကလည်းစီပွားရေးလုပ်နေတဲ့သူတွေကိုအကုန်ခေါ်လိုက်ပြီးမကောင်းမှုလုပ်နေရတွေကိုရက်တန်းရမယ်။တချို့စီပွားရေးတွေကိုပိတ်လိုက်ပြီးလမ်းစားပဲအမျက်ယူဆိုပြီးပြောလိုက်ပါတယ်။လောက်ခဏနိုင်တဲ့သူတွေကလည်းသူတို့ကိုညင်းရင်ဘာဖြစ်မှာလဲပါညာနဲ့အမျိုးမျိုးပြောနေကြပါတယ်။ အဲ့ဒီအချိန်မှာဆဒရန်ကားရောက်ပြီလားဆိုပြီးမေးလိုက်ပါတယ်။တင်မဲလို့ပြောပြီးသူတို့အားလုံးကားပေါ်တင်လိုက်ဆိုပြီးပြောလိုက်ပါတယ်။ RIOS နဲ့ GIAO တို့ကကာဒစီစီဝါရီသမားနဲ့ရာဇဝသားတွေကကာဒစီဆိုပြီးနှစီခွဲထားပါတယ်။ပြီးတော့သူတို့အားလုံးရဲ့ဖုန်းတွေကိုတင်ထားပါတယ်။ပထမဆုံးပဲမှာရရမလဲလို့မေးလိုက်ပါတယ်။ Renan ကတော့ BNB မှာရာဟုလို့ပြောလိုက်ပါတယ်။ဘီမာရာဟုရဲ့တိုင်မှာဗာမဲဆက်မှရှိမှာမဟုတ်ဘူးဆိုပြီးစန်တိုက်ပိုင်ရှင်ကပြန်ပြောပါတယ်။ ဂရောင်းထဲမှာတော့ဆန်မျိုးမျိုး8500လောက်ရှိရလို့ဆန်တဲ့ပန်ရှင်ကပြောပါတယ်။ထပ်ပြီးဒါ B တက်မှာဆိုင်ပေါင်း869ရှိရဆိုပြီးပြောပါတယ်။ဆန်တဲ့ပန်ရှင်က runner နဲ့ကိုဆန်ရဲ့အခြေအနေကိုပြပြီးမိခိုင်းပါတယ်။ runner ရမင်းတို့စီမှာကြွထောင်ကြောက်ဘလောက်ရှိလဲလို့မေးလိုက်ပါတယ်။ဆန်တဲ့ပန်ရှင်လည်းကြောင်သွားပြီးတော့လောသမားတွေကိုမင်းနေပါတယ်။ runner ကမင်းမှာဆန်တဲ့တွေအများကြီးရှိတာဘလို့လို့ကြွထောင်ကြောက်ရှိရလဲလို့ပြောလိုက်ပါတယ်။ဆန်တဲ့ပန်ရှင်ဗဟီမာရောက်လာပြီးဆန်တဲ့မှာကြွတယ်မရှိဘူးပြောလိုက်တော့ ခရယမှုလဲဆိုင်ရိတ်တွေကိုမှောက်ချပြီးအနောက်ပိုင်းကဆိုင်ရိတ်တွေတဲကဆံကိုယူပြီးပြလိုက်ပါတယ်ခရယမှုကတော့ထွက်ပြီးအစိုးရကရိတ်ခဆိုင်တွေကိုလော်ရီကားတွေနဲ့ပို့ရင်အဲ့ဒီလော်ရီကား40လောက်ကမင်းတို့ကိုတော်ထဲမှာအဆုံးသက်သွားတယ်မင်းကတကီလိုတူယူပြီးမကြတဲ့အယောင်ရှိတဲ့ရိတ်ခဆိုင်တွေကိုဓာတ်ပစ္စည်းတွေထက်အယောင်တင်တကီလို60ယူပြီးနဲ့ဆံရောင်းကောင်းနေကြွတ်တောင်ကြီးဓာတ်ပစ္စည်းတွေနဲ့ဆံကိုစားပြီးတည်ကုန်ကြရ ူတို့ရင်းမင်းကိုရောမလာတော့ဘူးဖို့ဆိုပြီးပြောလိုက်ပါတယ်ပြီးတော့ဆက်လိုက်ပန်ရှင်ဘဟီကိုလည်းဖမ်းလိုက်ပါတယ်နောက်တစ်ယောက်ကတော့မက်ရှ်ကွန်နက်ပဲဖြစ်ပါတယ်ခရမ်မှုဆက်လန်ကိုမိသက်ကခေါ်ခိုင်းလိုက်ပါတယ်မိသက်ကကိုငါလာမှာပါခင်ထိုးဖို့ပြောလိုက်တာပါမိသက်ကမောင်းတဲ့သူကဖျက်လို့မရကြောင်းပြောလိုက်ပါတယ်ခရမ်မှုကတော့မင်းဆဲလာအောင်စောက်ထားတာမိမတော်ဆမှုကိုဘယ်လိုစီမံမလဲမိသက်ကစီတွင်ဖို့ထွက်ဖို့လှုပ်ထားရမယ်ဆိုတာမသိဘူးလားလို့ပြောလိုက်ပါတယ်ထပ်ပြီးငါတို့ပြည်နယ်မှာမင်းကကွန်နက်16လုံးပိုင်နေ တကူကမကြသေးခင်ကမိလောင်ထားပြီးလူ38ယောက်တည်ခဲ့ရတယ်။မိသက်ကဝင်ဖို့အတွက်နေရာမလုံလောက်လို့လေဆိုပြီးပြောပါတယ်။ကိုရိုက်ပန်ရှင်ကတော့ကျွန်တော်ကွန်ရိုက်တွေကအကုန်လုံးမိသက်အလန်းနဲ့ထားပစ်ထားတယ်ဆရာဆိုပြီးပြောပါတယ်။ကန်မူကတော့အကုန်လုံးကိုဖြိုချပစ်လိုက်ဆိုပြီးပြောပါတယ်။ကွန်ရိုက်ကိုဖြိုချဖို့ပြောတော့ကန်မူကိုဖြိုချပိုင်ခွင့်မရှိဘူးလို့ပြောတာပါ။ကန်မူကလည်းဖြိုချလို့မရတဲ့ဥတွေကိုပြောပြီးကွန်ရိုက်ကိုလည်းဖြိုချလိုက်ပါတယ်။အဲ့ဒီအချိန်မှာကန်မူကခင်ဗျားတို့လက်စားတာရက်မှလာကျုပ်ကိုယ်တိုင်နေရာတိုင်းလိုက်ပြီးတော့ပြောရမှလားဆိုပြီးပြောလိုက်ပါတယ်။အကုန်လုံးကလည်းကြောက်သွားပြီးတော့ တပိလက်ယူကိစ္စကိုရှင်းပါမယ်လို့ပြောလိုက်ပါနောက်တစ်ခါမှာတော့မင်္ဂလာပွဲတစ်ခုမှာအုတ်စီလိုက်တောက်စားနေကြတော့ဘာလို့လက်ထပ်ဖို့ငြင်းရလဲလို့ပြောလိုက်ပါရန်နယ်ကတော့အထိတ်ကအကြောင်းတွေကိုပြန်တွေးမိရင်အရက်ကိုတောက်ချပစ်လိုက်ပါတကယ်ချင်းတော့ရင်တော့ဘာဖြစ်ခဲ့လဲဆိုတာကိုပြောပြလိုက်ပါရန်နယ်လည်းလွန်ခဲ့တဲ့ဆယ်နှစ်ကငါချစ်ဇလန်ကတော့ငါတော်သားချောင်းစားခဲ့ရကောရီမှာစေးကြောက်ရောင်းနေသူတွေကိုပညာတော်ပေးပြီးတော့ငါရဲ့ပထမဆုံးဥတီတာကငါတော်သားပဲဆိုပြီးပြောလာပါတယ်တရမှာဆိုင်ကမောင်းနေတဲ့လူတယောက်ကိုတားလိုက်ပြီးမင်းကပရော်ဖက်ဆာဗီကေလာဆိုပြီးမေးလိုက်ပါတယ် ပြီးတော့ရိုက်လိုက်ပြီးတော့ခဲចောင်းသားတွေကိုလဲပိုင်းဆိုင်ရာစော်ကားရဲတဲ့ပေါ်ဆိုပြီးထိုးချိန်ပြီးပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာ professor နဲ့အတူပါလာတဲ့ကော်မလေးကရှင်ယူနေရလားဆိုပြီးပြောပါ running ကမင်းဘယ်သူလဲကြာရှုံးចောင်းသူလားအောင်ပေးဖို့ဂရီနဲ့သူမင်းကိုခေါ်သွားလားဆိုပြီးမေးလိုက်ပါတယ်ကော်မလေးကတော့တော်စံသူကငါ့အဖေထက်ဆိုပြီးပြောလိုက်တာပါကမလီရဲ့အဖေကိုလည်းခမရသမီးကိုမတင်ပေးထားဘူးလားဘာညာဆိုပြီးထပ်ပြီးထိုးဖို့တော့လုပ်နေပါသေးတယ်။ကမလီကမင်းရဲ့ဘေဘီကေကိုရှာနေရလဲရိုးကြောလာနန်းခေါင်းလေကြောင်းလားဆိုပြီးမေးလိုက်ပါတယ်။ ကမ္ဘာလေးကထပ်ပြီး DNA ဌာနမှာလည်း Professor PK ရှိရေလို့ပြောလိုက်တာအဲ့ဒီချိန်မှာအကြောင်းသားတယောက်ကလည်းဟုတ်တယ် bro तू ကငကြောင်ကြီးမှာဒီ Professor ကဒီလိုမျိုးမလုပ်ဘူးလို့ပြောလိုက်ပါတယ် Renel လည်းလူမသွားပြီးတောင်းပန်နေတာပါကမ္ဘာလေးကလည်းနေရှာလေးလူဆိုတာမတိကြဘဲနဲ့သူ့ကိုရိုက်တယ်မနေ့ကသင်ကန်းစာပေးမယ်ဆိုပြီးပြောသွားတယ်အဲ့ဒီချိန်မှာအဖေကိုရဲခေါ်ခိုင်းလိုက်ပြီး Renel လည်းအချုပ်ခဲကိုရောက်သွားပါတော့ဗန်ရဲ့တကင်ချင်းတွေကလည်းကမ္ဘာလေးကို Ren ကကောင်းလိုက်သူဖြစ်ကြောင်းဒေါသမထိန်းနိုင်ရင်အဲ့လိုဖြစ်ကြောင်းလာပြီးတော့ရှင်းပြပေးပါတယ် ရာကလူမပီထိုးလိုက်တဲ့အကြောင်းရင်းကိုလည်းစဉ်းစားပြီးတက်ညာပေးပါလားဆိုပြီးတောင်းဆိုနေကြရပါကော်မလီလည်းရန်ကိုခွင့်လွှတ်ပေးလိုက်ရပြီးရန်လည်းချုပ်ဆဲကနေထွက်လာရပါတယ်ရန်ကလည်းကော်မလီရဲ့နာမည်ကိုမေးလိုက်ပြီးတော့ကော်မလီကလည်းဒီပီကာလို့ပြောတော့ရန်ကတော့မင်းတို့ဌာနမှာဒီပီကာတယောက်ပဲရှိရလားဆိုပြီးမေးလိုက်ပါတယ်ဒီပီကာကတော့ပရော်ဖက်ဆာနဲ့အတူဆိုင်ခင်းနဲ့ထွက်သွားပါတယ်ဒီပီကာကိုရန်ကလိုက်ပါတယ်ဒီပီကာကအချစ်အတွက်ဆိုရင်နင်းနဲ့ငါနဲ့ကမလိုက်ဖက်ဘူးရှင်ကဒေါသကြီးရဲ့ဘလို့အချင်းမျိုးမှမဆိုရှင်က အရင်ဆိုင်တဲ့နောက်မှမေးတယ်လို့ပြောလိုက်ပါတယ်။ဘယ်လဲအဲ့ဒါကိုနောက်မလို့တော့ပါဘူး။ခင်ဗျားအတွက်ဆိုကျွန်တော်ကြောင်းလေးလိုက်ပါမယ်လို့ပြောပါတယ်။ရှော့ဒီရဲ့ကောင်းလေးတယောက်ကဒီဗီကကိုငန်းလိုက်တော့စိတ်တို့ပြီးထထိုးတာပါ။ရဲကားကလည်းလာနေပြီးတော့ရဲစီအပ်လိုက်ပြီးငင်းပွားမှုတွေဖြစ်ကုန်ကြပါတယ်။နောက်ရကျဒီဗီကကိုထပ်ပြန်လိုက်ကြပါတယ်။ရန်ကဘယ်လိုလုပ်ရမလဲမေးတော့ဒီဗီကကလွှတ်ချလိုက်၊ရှင်းရဲ့သောသားကိုလွှတ်ချလိုက်ဆိုပြီးပြောနေတာပါ။ ဒီလိုနဲ့ run တယောက်ဒေါသတွေကိုရှော့ပြီးနေပါတယ်။ဒီပီကလည်းတော်တော်လေးချက်လာပါတယ်။ဒါပေမဲ့ဒီပီကပြန်သွားတဲ့အချိန်မှာ run ကထပ်ပြီးဒေါသထွက်ပါတယ်။ဒီပီကလည်းအဲ့ဒါကိုမြင်သွားပြီးစိတ်ပြတ်သွားပါတယ်။ရှင်ဒေါသနဲ့ဆိုရင်မဖြစ်ဘူးအဲ့တော့ကြောင့် IAS ဝေဖြစ်ဆိုပြီးပြောခဲ့တာ IAS အတွက်ပြင်ဆင်ခဲ့ပေမဲ့6မှတ်လို့သားတဲ့အတွက်အဲ့ဒါကြောင့်သူကျွန်တော်ကိုစကားမပြောတော့ဘူးအဆက်တုံမလုပ်တော့ဘူးလို့ပြောလာပါတယ် training ကနေပြန်လာတဲ့အချိန်မှာသူဒီမြို့မှာမရှိတော့ဘူးသူဘယ်လိုသွားမလဲမသိဘူးဘလောက်ရှာရှာမတွေ့တော့ဘူးလို့ပြောလာတာပါ ူအတွက်လည်း IRC ဆောင်မွေးပွဲကိုဆက်ပြေးတယ်အခုဆိုရင်အောင်သွားတယ်ဆိုပြီးတင်နေခြင်းတွေကိုပြောလိုက်ပါတယ်ပြောလဲပြီးတော့အဖရေရဟာရှာကအခုကျွန်တော်တို့ဒီပီကဆိုတဲ့ကော်မလေးကိုတည်တယ်ဆိုပြီးပြောလိုက်တာပါရန်လေးတော်တော်လန့်သွားပြီးဟာရှာကတော့ "तू ကစေဝဘေဒပင်မှုတယ်ဆိုပြီးပြောလိုက်ပါတယ်ရန်က तू ဘယ်မှာနေရလဲတည်လားဆိုတော့ဟာရှာကအယံမှုပြီးလဲကြသွားပါတယ်ဟာရှာကိုရေရီလောင်းပြီးနှုတ်ပါတယ်အမှုမပြည့်ရဲ့အတွက်နှုတ်မရခဲ့ပါဘူး ညရောက်တော့တဲတရားဝင်တူးနေတဲ့နေရာကိုရန်ကရောက်လာပါတယ်။ပော့စကားတော့လာပါစီလော်ရီကားတွေနဲ့တိုက်တက်ဖြစ်မယ်လို့ပြောပါတယ်။လော်ရီကားတွေဆက်နှုတ်ထားပေမဲ့ရန်ကဝင်လာခဲ့ပါဦး။ကားတွေအကုန်ဆက်ပိတ်လိုက်တော့လေရန်ကဝင်လာခဲ့ပါဦး။ဒီလိုနဲ့ဆောင်းဆိုင်ရင်မနက်6နာရီရောက်သွားပါတယ်။အလို့သမားပြီးပြန်ဖို့လော်ရီပေါ်လဲတက်ကောကားပေါင်းတဲ့သူကို yes scan ကိုမောင်းဆိုပြီးပြောလိုက်ပါတယ်။လူ900ကျော်ကိုအဲ့အချိန်မှာတခါလေးပန်းလိုက်ပါတယ်။မနေ့ရောက်တော့ရန်နာကြနေတဲ့ဟာရှာကိုနှုတ်ပြီး တီဗီကရှိတဲ့နေရာကိုလမ်းညွှန်ခိုင်းပါပဲ။ဟာရှာလည်းအမိုဘဘရိတ်တာလို့ပြောလိုက်ပါ။ရန်ကတော့လိုက်တော့ပြီးတီဗီကကိုခေါ်ခိုင်းလိုက်ပါပဲ။တီဗီကကအထက်ကိုခေါ်ခိုင်းမိမယ်ရန်ကမလာခဲ့ပါဘူး။ရန်လည်းကားမောင်းပြီးထွက်သွားတော့တီဗီကကပြေးထွက်လာပါတယ်။ရန်လည်းကားဘော်ကဆင်းလာပြီးဘာလို့အထင်းမဝင်တာလဲဆိုပြီးပြောလိုက်ပါတယ်။ ဒီပီကလည်းစိတ်ဆူဆူနဲ့ပြန်သွားပါတယ်။ရုပ်တရက်အဲ့အပိုင်းမှာကိုင်းတဲ့ INS ကရောက်လာပါတယ်။ KN Collider တယောက်က KN ရဲ့ကိုချေချဖို့ဆိုရင်အတွင်းမှုရဲ့ခွင့်ပြုချက်လိုတယ်။ဒီကိုခွင့်ပြုချက်မပါဘဲလာလို့မရဘူးဆိုတော့ Collider တယောက်ကအလိုလိုသိသိနဲ့လို့ပြောတော့ဒီတော့ခုချင်းစာပြီးမယ်အလုပ်ပြုတ်သွားပြီဆိုပြီးပြောလိုက်ပါတယ်။ Spray တစ်ပတ်အပိုင်းခံမှုကိုကျွန်တော်မချော်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်။ကြော်တန်ကိုကြည့်ပါဆိုပြီးရှေ့ခတ်ပြီးတော့စီတားလိုက်ပါတယ်။ကျွန်တော်ရဲ့ Advisor အပိုင်းထဲမှာရှိနေတော့လို့ပြောလိုက်တာပါ။ပြီးတော့ Solarian ကို မြန်မာသားစီကိုချော်ပြီးဗိုင်းဇာထဲကိုဝင်နေရလို့ပြောလိုက်ပါတယ်။စွန်ဒါရန်ကငါကအငင်းစားယူဖို့၆လပဲလိုတော့တာ။ငါဘာသာငါသွားမှာပါ။ဘာလို့အရှင်လိုနေရတာလဲ။အတင်းတော်ခိုင်းမနဲ့ဆိုပြီးရန်ကိုပြောလိုက်ပါတယ်။ရန်ကလည်းအနမ်းယူရင်လေးတော့ကို့အကန့်အကိုသိပါဆိုပြီးပြောလိုက်တာပါ။ဒီပီကလည်းပြစ်ထွက်လာပြီးရန်ကိုဖတ်လိုက်ပါတယ်။ဝင်ကြီးကပွဲတော်လုပ်နေတဲ့အချိန်မှာတရားမဝင်တဲ့တူးတဲ့ဘော့စ်ကရောက်လာပြီးမြစ်ထဲကတဲ့တူးဖို့ရင်မကဘူး။ဘယ်သူမှမလာတော့ဘူးဆိုပြီးပြောလိုက်ပါတယ်။ ကမ်မူစီကိုဝင်းကြီးကဖုန်းဆက်လိုက်ပြီးလာခိုင်းဖို့ပြောပေမဲ့အငင်းခံရရပါတယ်ဝင်းကြီးနဲ့ခရမ်မူရန်စီတော့ပြီးဝင်းကြီးကခေါ်ရင်အသင့်ရှိနေရမယ်ဆိုတဲ့စီကံကိုတည်တယ်မလားဆိုပြီးပြောလိုက်တာပါဝင်းကိုလည်းအလုံးအားသေးဘူးဆိုပြီးဆောင်းခိုင်းလိုက်ပါတယ်ဝင်းကလည်းစိတ်တော်တော်နဲ့အမိန့်ပေးပြီးအငင်းပွားကြပါတယ်ပြီးတော့ရန်ကကျုပ်မှာတခြားလူတွေရှိသေးတယ်အခုခွင့်ပြုပါအောင်ဆိုပြီးထွက်သွားပါတယ်အဲ့ဒီအချိန်မှာဝင်းကြီးကစိတ်တော်တော်ပြီးသူ့အိမ်မြောက်ခင်ရအောင်တက်ဆိုပြီးပြောလိုက်ပါတယ်ဒါမဲ့သူရုံးကအခုမှပြန်လာတာတိုက်ရင်တော့အကုန်ပေါ်သွားမယ်ဆိုပြီးဝင်းကြီးကိုတားလိုက်ပါတယ် ောက်ရက် KPK C run ကထပ်သွားပါတယ် KPK ကနေဆက်ကိုဖြတ်မလားတိုက်ရိုက်လာမလားဆိုပြီးစနေပါတယ်အဲ့ဒီအချိန်မှာ run ကတော့အတွင်းရင်းမှုချုပ်ရဲ့ခွင့်ပြုစာဆိုပြီးပြလိုက်ပါတယ် run လက်ထောက်ကလည်းဘာလို့ဆရာကိုအတိမပေးပဲဖြောက်သွားရတာလဲဆိုပြီးမိန်နေတာပါ KPK ကတော့အဖေက run ကိုလက်ခံကျမအိမ်တော်လည်းမပြုချင်ဘူး KK ဟာကိုတီထောင်ဖို့လာခဲ့တာဒါပေမဲ့ run ကကျမအတွက် iron ရဲ့ဆောင်ဝေးကိုဖြည့်ဆို့ခဲ့တယ်လို့ပြောပြလိုက်ပါတယ် KPK ကလူတယောက်စီကိုခေါ်သွားပြီး run နဲ့မိတ်ဆက်ပေးလိုက်ပါတယ် तू ကတော့ရှော့ရပြီးအာယုံကြောချွေရင်းသားခဲ့တာပါ။ तू ကဘယ်သူနဲ့မှမျက်လုံးချင်းဆိုင်ပြီးလည်းမကြည့်ဘူး။စစ်ပိုင်းဆိုင်ရာလည်းအတော်ထိခိုက်ထားတယ်လို့ပြောလာပါတယ်။ Land Yodia မှာ तू နေခဲ့ရာ NGO Office တခုကနေ तू ကိုဒီခေါ်လာပြီးသတင်းစာတွေထဲမှာမတရားမှုတွေဖတ်ပြီး तू စိတ်မကောင်းဖြစ်တယ်။ပြည်နယ်ဝင်းကြီးကိုပြဿနာတစ်ခုစီတိုင်းအတွက်အတနာခံစာသူရေးတယ်လို့ပြောပြလိုက်ပါတယ်။ရကသူ့ရဲ့အတနာခံစာကတင့်တင့်ရှောက်ပတ်မှုရှိတာပဲ။မင်းဖြန်ပိုင်ဆက်ကိုပြည်နယ်ဝင်းကြီးအစီအွေပွဲအတွက်လာလိုက်မယ်။အဲ့ဒီပွဲအတွက်ကျွန်တော်တာဝန်ယူထားရဆိုပြီးပြောပြလိုက်ပါတယ်။ ဲ့ဒီမိမကြီးကလည်းငါ့ကိုအဲ့ပွဲကိုခေါ်သွားပေးပါဆိုပြီးပြောလိုက်ပါတယ်နောက်ရမှာတော့ပြည်နယ်ဝန်ကြီးစက်တရမူတီကစကားပြောဖို့လို့တော့ဝင်းညိုကျမအသနာခံစားရီအများကြီးပို့ထားတယ်ရှင်တခုလေးတောင်ဖြေရှင်းမပေးဘူးသူ့ရဲ့တဲရင်ကိစ္စနဲ့ပတ်သက်ပြီးအသနာခံစားပို့ထားတယ်ဒါတော်ရှင်ကသူတို့ကိုတက်တုခွင့်ပေးထားတော့ဆိုပြီးပြောပါတယ်ပြည်နယ်ဝန်ကြီးကသူ့ကိုစင်ပေါ်တက်ခွင့်ပေးလိုက်ပါတယ်ပြည်နယ်ဝန်ကြီးကပြောအမရန်ဆိုပြီးပြောလိုက်တော့သူကကလီနိုမုံတွေထဲမှာ home phone solar ရောပြီးစီးပွားရှာတာပြီးတော့လူသားသမားတွေကို24ခွင့်ပေးတာ ရှင်အာဂုတ္တရီတိုးလာပြီဆိုပြီးပြောလိုက်ပါတယ်မောလီကလာပြီးဒီယူတွေကိုဒီလိုစင်ပေါ်တင်ပြီးပြောခိုင်းတော့အမားတွေပောက်တက်ကြရပြီးပြောနေမှာပဲဆိုပြီးရန်ရှာပါတယ်ရန်ကရိုက်လိုက်ပြီးတော့မင်းအဝင်ကြီးကိုရိုက်ရဲတယ်ဆိုတာသူ့ကိုဖမ်းဆိုပြီးပြောလိုက်ပါတယ်ပြည်နယ်ဝင်ကြီးမူပီရဲ့အဖေကနေအောင်ဆိုပြီးပြောလိုက်ပါတယ်ပြည်နယ်ဝင်းနဲ့စင်ပေါ်ကဆင်းတဲ့အချိန်မှာမူလက်သွားတာပါပြည်နယ်ဝင်းနဲ့တတိယရတဲ့အချိန်မှာမူပီကထထောင်းချမ်းပြီးရန်ရှာပါတယ် ူဖေပြင်းနေဝင်ကြီးကမိုဘီကိုတရားနည်းလမ်းချကျလှုပ်ရှင်အောင်ဆောင်နေတာပဲဝင်ကြီးနေရာကနေရုတ်သိမ်းနေဆိုပြီးပြောလိုက်ပါတယ်ရန်လေတာဝန်ကနေရက်ဆိုင်ခံလိုက်ရပါတယ်ရန်ကဒီဗီကာကို IRS အရာရှင်မျိုးကိုဒီကိစ္စတင်ပြပြီးသွားပြီအဲ့ဒီနေရာကိုရှင်းရှင်းလင်းလင်းပြမှာဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့အကုန်ရက်သွားမှာသူတို့ကမဟုတ်တာတွေထပ်လှုပ်ချအောင်မှာပဲဆိုပြီးပြောလိုက်ပါတယ်ဒီဗီကာကဒီအချိန်လေးကိုကျမတို့မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့အသုံးချအောင်ဆိုပြီးပြောလိုက်ပါတယ် OP ကအဖေစိတ်ယုံကိုရောက်လာပါတယ်ဝင်းကြီးကငါမင်းကိုဝင်းကြီးယာရုကနေဖယ်ရှားယုံနေမကောက်ဘူးပါရီကလည်းလည်းထုတ်တယ်ဆိုပြီးပြောလိုက်ပါတယ်မိုဘီကတောင်းပန်ပြီးကျွန်တော်ငွေငယ်လေးကလေးပြည်နယ်ဝင်းကြီးဖြစ်ဖို့အိမ်မက်မခဲ့ရတာပြည်နယ်ဝင်းကြီးခုံမှာကျွန်တော်ထိုင်မယ်နောက်ဆုံးထွက်သက်ထိအဲ့ဒီမှာထိုင်မယ်ကျွန်တော်တင်တော့အဲ့ဒီခုံပေါ်မှာပဲမိတဲ့ချုံမယ်ကျွန်တော်ပြည်နယ်ဝင်းကြီးနေရာယူပြရနဲ့အစိုးရအမိန့်ထုတ်ပြီးငင်းငင်းကြမ်းကြမ်းနဲ့ဒီလိုက်မယ်ကျွန်တော်ကိုခွင့်လွှတ်ပါဆိုပြီးပြောလိုက်ပါတယ် ပြည်နယ်ဝင်းကဘာလို့အာရမန်နေရလဲဆိုပြီးမေးတော့မိုဘီကကျွန်တော်အာရမရှိဘဲမနေတက်ခုဆိုပြီးပြောပါတယ်။ရှုံပေးပါအဖေလို့ပြောနေပေမဲ့အဖေကဂျူးဆိုက်တော့အဖေကိုတပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာမိုဘီနဲ့သူ့ကိုယ်တော့ကဝင်းကြီးနေရာကိုအာနာလူချပြန်ပါတယ်။သူ့ကိုယ်ရဲ့လက်ထောက်ကအဖေကိုတတ်လိုက်တာလို့ပြောတော့ကြောက်ပြီးပြည်နယ်ဝင်းကြီးနေရာကိုမိုဘီကိုပေးလိုက်ပါတယ်။ရန်နိုမင်္ဂလာပွဲမှာရန်ကဖန်ခံလိုက်ရပါတယ်။ရန်ကလမ်းပေါ်မှာမိုဘီရဲ့တပည့်တက်ခိုက်တာခံလိုက်ရပြီးရန်လက်တန်ရာတွေရထားပါတယ်။ပြည်နယ်ဝင်းကြီးရဲ့လက်ထောက်ကပြည်နယ်ဝင်းကြီးရဲ့နောက်ဆုံးဆန္ဒကိုဖွင့်ပြလိုက်ပါတယ်။ ပြည်ထောင်ဝင်ကြီးကနောက်ဆုံးစာနာမှာတနှစ်လောက်ဖြစ်ဖြစ်ကောင်းမွန်တဲ့အုပ်ချုပ်မှုမျိုးပေးခြင်းနဲ့ဒါပေမဲ့မဖြစ်ခဲ့ဘူးကျုပ်သေးပြီးတဲ့နောက်မှာတစ်ခါလောက်ဖြစ်ဖြစ်ပေးနိုင်ခြင်းနဲ့အဲဒါကြောင့်ဆုံးဖြတ်လိုက်ပြီးမချာခင်ကတာဝန်ရဆိုင်ခံထားရတဲ့အခွန်မှုရံရံကိုဒီပြည်နယ်ဝင်ကြီးချုပ်ဖြစ်ခတ်အပ်တယ်ဆိုပြီးပြောထားခဲ့တာပါမိုဘီလဲကြားပြီးအန်ဟောသွားပါတယ်ရံကိုဖန်ထားတဲ့ရဲတွေလည်းအကုန်တောင်းပန်ကြပါတယ်ဝင်ကြီးချုပ်ကတော့ထပ်ပြီးကျုပ်ရဲ့အလောင်းကိုသူကိုယ်တိုင်မိရှုပေးရမယ်အဲဒါကျုပ်ရဲ့ဆန္ဒပဲဆိုပြီးပြောကြားခဲ့ပါတယ် အဲ့ဒီအချိန်မှာရန်ဂိုလာခေါ်ကြပြီးမီရှိုကိုတွားခဲ့ပါတယ်။ပြည်နယ်ဝန်ကြီးရဲ့လက်ထောက်ကအကုန်လုံးကိုအမှန်တိုင်းပြောလိုက်ပါတယ်။ပြည်နယ်ဝန်ကြီးကရက်အဖေကိုတတ်ခဲ့ပြီးအာနာလူရဲ့ကြောင်းတွေပါပြပြခဲ့ပါတယ်။ရန်ကတော့အဖကျွန်တော်ဆူတောင်းပေးပါအမေဆိုပြီးကြောက်နေပါတယ်။အဲ့ဒီအချိန်မှာရန်ကတော့ဝန်ကြီးချုပ်ရန်နန်နန်ဖြစ်လာပါတယ်။ ဒါပေမဲ့မူပီကဝင်တားတဲ့အချိန်မှာရန်ကလည်း IAS အရာရှိအဖြစ်ပဲဆက်လက်နေသွားမယ်လို့နိုင်ငံကြီးအကြောင်းတွေနားမလည်ဘူးဆိုပြီးပြောလိုက်ပါတယ်။လက်မှတ်ရေးထိုးလိုက်ပြီးတော့သူ့ပေါ်ဆွဲထားတဲ့တိုင်ချက်တွေကိုရုပ်သိမ်းဖို့သဘောတူညီရဲ့အစာကိုလက်မှတ်ထိုးပေးဖို့ပေးလိုက်ပြင်မယ်။မူပီကတော့စာရွက်ကိုဖျက်လိုက်ပါတယ်။ရန်ဝ IAS အရာရှိပေါင်း2000ကျော်ကအတနာခန်းစာတင်ပြမှုကြောင့်ရွှေကောက်ပွဲပြန်လည်လုပ်မယ့်တဲ့တင်လေဝန်ကြီးမှု PC ရောက်သွားပါတယ်။ရွှေကောက်ပွဲအရာရှိကိုခန့်အပ်ထားတဲ့သူကရန်ပဲဖြစ်နေပါတယ်။ ရန်လေရဟရင်နဲ့ဝင်ရှိစီရောက်လာပြီးရွှေကောက်ပွဲလာပြီးခမရဲ့ပါတီဝင်တွေကိုစီကန်းလိုက်နာဖို့ပြောလိုက်ပါခမရဒီယာရူးမှာလူသစ်ဆိုတော့တတိမထားမိတာဖြစ်မှာပါရွှေကောက်ပွဲကိုစွန့်ညာလိုက်တာနဲ့ခမရမူဝါဒတွေကိုမဖွဲ့စည်းနိုင်တော့ဘူးခမရအာနာရီကိုကန့်သက်လိုက်ရပြီမိန်ပေးလို့မရတော့ဘူးခမရဗေဖိုင်မှာလက်မထိုးလို့မရတော့ဘူးဝင်ကြီးချုပ်မဟုတ်တော့ဘူးဒီတိုင်းဝင်ကြီးပဲဆိုပြီးပြောလိုက်ပါတယ်ရန်လေစင်ဟဲသားတွေကိုစီယုံဝင်မယ်မရနိုင်တော့နိုင်ငံရေးသမားတွေကိုမွေးအောင်လုပ်မယ်ဆိုပြီးပြောလိုက်တာပါစင်ဟဲသားတွေကမိုဘီကို တမဲ2000တောင်းကြပါရယ်စင်းသားတွေကပတ်ဆက်တွေအများကြီးဝင်လာပြီးမိုဘီကလည်းတဖြည်းဖြည်းပတ်ဆက်တွေကုန်လာပါရယ်ဘာတော့အစိုးရပိုင်းပစ္စည်းကိုအလွဲသုံးစားလုပ်လို့3ဘေးစာကိုမိုဘီကိုပေးလိုက်ပါရယ်ဝင်းကြီးတွေကအစိုးရပိုင်းကားတွေကိုတုံးလို့မရဘူးလို့အစိုးရလေရင်တွေကိုတုံးတဲ့အတွက်ခမ ्या ကိုကန်ကျင်း25တင်းပေးဆောင်မယ်ဆိုပြီးရန်ကပြောပါရယ်မပေးရင်တော့ဆိုပြီးမိုဘီကပြောတော့ရန်ကခမ ्या နာမည်မပါဘဲဖြစ်သွားမယ်ဆိုပြီးပြန်ပြောလိုက်ပါရယ်ရန်ကတော့မိုဘီစီထပ်လာပြီးရွှေကောက်ပွဲစီယုံကြီးအတွက် ကိုယ်စလေတယောက်စီက343လို့ရပါတယ်။မြန်25သိန်းလေးရေဖို့ပေးလိုက်ရတော့ဖြည်းစီရွေဖို့ခမ25သိန်းပဲ3လို့ရတော့မယ်လို့ပြောလိုက်တာပါ။ညဘက်ကတော့ကွန်တိန်နာတစ်စီးက NDR ခရင်ကိုဝင်လာပါတယ်ဆိုပြီး run ကိုတင်ပို့လာပါတယ်။ဒီခါမှာတော့ run ကမလို့ပေးရပဲရဟရင် CB ရောက်လာပါတယ်။ပစက်တွေအကုန်တင်ခံလိုက်ရပါတယ်။ run ကိုမင်းရများကွန်တိန်နာကိုတင်ရင်လားဆိုပြီးမာဂါရီယာကိုဖုံးဆက်လိုက်ပါတယ်။ရွှေကောက်ပွဲဆိုင်ရာစီကန်းရခမရမဲဆန္ဒနယ်တွေကိုဂရေ200တူတယ်။ အဲအကြောင်းခင်ဗျားနာမည်ကိုရွှေကောက်ပွဲဆိုင်ရာစီကံချိုးဖောက်မှုနဲ့ထက်လိုက်ပါပြီရွှေကောက်ပွဲမှာဝင်ပြိုင်လို့မရဘူးဆိုပြီးပြောလိုက်ပါတယ်မော်ဘီလေးတော်တော်လေးစိတ်တူသွားပါတယ်မော်ဘီမဲယုံကိုလည်းပုံချဲခိုင်းလိုက်ပြီးမဲယုံလည်းမိလောင်သွားပါတယ်ဒီလိုနဲ့မြို့နယ်အသီးသီးမှာမဲပေးမှုကြီးလည်းစလိုက်ပါတယ်မဲအတူပေးတဲ့သူတွေကိုမကောင်းတဲ့ဓာတ်ရုံမှန်တွေနဲ့ခြေလိုက်ပြီးအမှန်တိုင်းပြောကြတော့အကုန်လုံးကိုထောင်ထဲထည့်လိုက်ပါတယ်ဗန်ကမော်ဘီကိုမင်းရဲ့လူတွေကပြင်းနေခွင့်မဲအတူတွေလှုပ်တာအဲအကြောင်းမဲတွေပြန်ပေးရမယ်ဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့နောက်ရောက်လာတော့ red အမေပြောင်းနေကြ ပြောပါတယ်။ရန်လေးလိုက်ရှာခဲ့ပါတယ်။အမှုလည်းမရှိတက်တည်လည်းမရှိရတဲ့အတွက်ပစ်ချဆန်းခံလိုက်ရပါတယ်။ရွှေကောက်ပွဲလေဒုတိယအကြိမ်လို့လိုက်ပြီးသတင်းစာတွေရမ်းပါလေဘယ်သူနိုင်ရမဆိုတဲ့ခံမနဲ့သတင်းတွေလည်းပါလာတော့မော်ဘီလေတော်တော်လေးဒေါသထွက်တာပါတယ်။ရန်လေးရွှေကောက်ပွဲပြီးရင်တော့သူငင်းနေမှာဖို့ဘူးတေချာဘောပြဿနာခံပြီးမှဆိုပြီးပြောလိုက်ပါတယ်။ဒါကြရွှေကောက်ပွဲရောဖန်ထားတဲ့လူပြုတ်တွေကိုလွတ်ဖို့မိန့်ထုတ်လိုက်ပါတယ်။သူရဲ့လှုပ်ရှားမှုတွေကိုချီးအခံဖို့လည်းမှာထားပါတယ်။ပါတီတွေအထီးကျောင်းကြီးဖြစ်ကနောက်ဆုံးမှာတော့ရန်နန်နဲ့ကိုပဲဝင်ကြီးချုပ်အဖြစ် တင်ထားလိုက်ရပါတယ်ဒီလိုနဲ့ဇလန်းလေးလေးပြီးဆုံးသွားပါတယ်